ရီယယ်မက်ဒရစ်ဟာဘာစီလိုနာကိုဘလို့မှမရှင်နိုင်တဲ့အကြောင်းထပ်မံပြသခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့တဲ့4-3ရလနဲ့ရှုံးနေခဲ့ပြီးတော့ဒီထပ်ပိုတဲ့ကိုအရေအတွက်ကိုပေးရနိုင်ချေရှိခဲ့တဲ့ဒီရာသီတွစ်ဆုံတဲ့၄ပွဲမှာစုစုပေါင်း16ဂိုးအထိပေးခဲ့ရပြီးတော့အပြတ်အသတ်ရှုံးနေထားတာဖြစ်တဲ့ဒါအပြင်ခြေစွမ်းမှာလည်းဘာစီလိုနာရဲ့ play ကိုဘလို့မှရှင်ကစားနိုင်ခြင်းမရှိတာကိုတွေ့မြင်နေရပါတယ်ဒီပွဲမှာထုံးစံတိုင်းတိုင်းလူကြီးရဲ့ မေကွန်းထုတ်စရာကောင်းတဲ့ဆုံးဖြတ်ချက်တွေလည်းမြင်တွေ့ခဲ့ရပြီးတော့ Real Madrid နဲ့ Barcelona ရဲ့ El Clasico ပွဲစဉ်ဟာဒီအဒီရဲ့မဆုံးနိုင်သော drama တွေမဆုံးနိုင်သောဖြစ်ပြမှုတွေကိုဆက်လက်ပေးစွမ်းခဲ့တာဖြစ်ပါတယ်။အလုံးမင်္ဂလာပါစီတူ opinion ကနေကြိုဆိုလိုက်ပါတယ်။အခုတင်ဆက်ပေးချင်တာကတော့ Barcelona 4 Real Madrid 3လက်ရက်တပြက် review ပဲဖြစ်ပါတယ်။ Real Madrid ကပွဲစစောပိုင်းလေးမှာလကူတွင်ပြခဲ့ပြီးတော့ ီပွဲကိုအကောင်းမြင်စေရတယ်ဖန်တီးခဲ့ပေမဲ့ဘာစီလိုနာရဲ့ quality ဘာစီလိုနာရဲ့ play က Real Madrid ရဲ့အရာရာကိုရိုက်ချိုးဖျက်ဆီးခဲ့တယ်ဂိုးတွေပြန်သွင်းသွားခဲ့ပြီးတော့ပြောမဆိုရင်1 2 2 2 3 2 4 2အဲဒီကနေမှာ5 2လို့မျိုးရှာလက်အထိဖြစ်သွားနိုင်တယ်တော်တော်လေးကိုကောင်းတဲ့ဒီစွမ်းဆောင်ရည်ကိုဘာစီလိုနာအသင်းပြသခဲ့တာဖြစ်တယ်အဲ့တော့ Real Madrid ဘက်ကရရှိသွားတဲ့ဂိုးတွေကတော့ထုံးစံတိုင်းဘာစီလိုနာအသင်းရဲ့ high line ကို Real Madrid ရဲ့အမြန်နှုံးနဲ့ ရိုက်ချိုးခဲ့တဲ့ကြော်ပြတ်ခဲ့တဲ့ဂိုးတွေဖြစ်ခဲ့တဲ့အလုံးတည်တဲ့အတိုင်းပါဘာစီလိုနာရဲ့ highlight ကတရားဒီမှာအင်မတန်လူပြောများတဲ့ဒီနီးဗျူဟာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့အလောင်းမြင်တဲ့ highlight ကို300တလဲဆိုတော့တိုက်စစ်မှာဒီဂျာမန်တွေ3နဲ့ pressing ကိုဘာစီလိုနာရဲ့ possession style gain နဲ့မှာ hensi flick ကတွဲဆက်ပေါင်းဆက်တဲ့အတွက်ပေါ့နော်ဒီလောက်မြင်တဲ့ defensive line တစ်ခုဖြစ်လာတဲ့ဒါအပြင် transition တွေကိုပို့ပြီးတော့ဒီလွယ်လွယ်ကူကူနဲ့ချော့ချော့မုံမေသွားစေခြင်းတဲ့အတွက် ဘာစီလိုနာဒီလိုပုံစံဖန်တီးထားတယ်အဲ့တော့အဲ့ဖန်တီးထားခြင်းကြောင့် defensive line နဲ့ကိုသမားကြားရက space ကြီးကအကျယ်ကြီးပဲဒါကြောင့်မလို့တီယာဒီမှာဘာစီလိုနာအသင်းရဲ့ကိုသမားတွေက sweeping လို့ခေါ်တာပေါ့နော်ကိုသမား penalty area box အပြင်ထိထွက်ပြီးတော့ဘောလုံးရှင်းထုတ်ရခြင်းကာကွယ်ရခြင်းတွေကိုလုပ်တာအကျယ်ကြီးအများဆုံးဖြစ်တယ် test game ကဒုတိယသူ့ပုံမှာရှိနေတာပထမဒီသူ့အရှိမဖမ်းခဲ့တဲ့လူငယ်ကိုသမားဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဟာဒီဘာစီလိုနာရဲ့ဒီအနေရများတဲ့ highlight defense အများနဲ့ပြောပြတယ်ပထမဒီအကျော့ ဖိုးစီပွဲတော့ကလည်းဒါရီယယ်မက်ဒရစ်အနေနဲ့ပွဲကိုပြန်လာနိုင်ခြင်းအများကြီးရှိခဲ့တယ်။ရလက်ကလာဖိုးစီဖြစ်ခဲ့တာပေါ့နော်။အဲ့တော့အဲ့ဒီ highline ကိုပေါက်ထွက်ခဲ့ပြီးတဲ့အလုံးတွေလူကျွန်နေခဲ့လို့အဲ့တော့အမ်ဘာပီအဲ့ဒီပွဲမှာလူကျွန်ပေါ်ရှစ်ကြိမ်အထိဖြစ်ခဲ့တယ်။အဲ့တော့ဒီတပွဲတည်းနေမဟုတ်ဘူးကျွန်တော်တို့ပွဲရဲ့လို့ပွဲတွေအများကြီးမြင်မှုတယ်။ဒီရတဲ့မှာဘာစီလိုနာဟာပေဗီကာ၄ခုပေးရတယ်အတလီကိုမက်ဒရစ်ကို၄ခုပေးရတယ်အိုဆာဆူနာကို၄ခုပေးရတယ်ဒီလိုပွဲတွေအများကြီးပဲဗီလာရီယယ်နဲ့ပွဲမှာဆိုရင်လူကျွန်ကို၃ခု လောက်ဖြစ်မဲ့တဲ့ကျွန်တော်အတိအကျတော့မမှတ်မိတော့ဘူးနှစ်ကို၃ကို၄ကိုလောက်ထိလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါ Nicholas Pepe အပောင်ဝင် Villarreal ရဲ့အသင်းရဲ့ကစားသမားလူကျွန်သွားခဲ့တာမဆိုးသလောက်လေအဲ့ဒီလူကျွန်သွားတဲ့ဖြစ်ရတဲ့အတိုင်းကိုးနဲ့အဆုံးသတ်တယ်ဒါပေမဲ့ဖီယာပြန်ကြည့်ရခါမှာမဆိုးသလောက်လေလူကျွန်နေခဲ့တာဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဟာလူကျွန်ချင်းမကျွန်ချင်းဆိုတာခေါင်းနဲ့ပန်းလို့ပဲအရန် risky ဖြစ်ပြီးတော့အရန်အဲဒီအဆုံးနှစ်ဖက်ဖြစ်လွန်တယ်ပေါ့နော် အဲ့တော့ဒီမီလူဟာကိုဘာစီလိုနာကတုံးဆွဲတယ်တုံးဆွဲတဲ့အခါမှာတော့သူ့ရဲ့ရရှိတဲ့အချိုးကျစုတွေအကြောင်းလဲဒီဂိုးတွေလွတ်လွဲကိုပြန်ရခဲ့ရတာဒါပေမဲ့ဆိုဂျိုကတော့ဒီစောစောစီစီပေးလိုက်ရတဲ့ဂိုးတွေမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်လို့တပွဲလုံးမှာလည်းအဲ့ဒီလိုမျိုးဒီအပိတ်စင်တွေကျွန်တော်တို့အများကြီးမြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့ဒါကတော့အာနေဂျက်အပိုင်းဒါပေမဲ့အာနေဂျက်တွေရှိခြင်းကဘာစီလိုနာကိုပို့ပြီးတော့ကြည်လို့ပျော်ရွှင်ရစေတယ်ပို့ပြီးတော့ entertaining ဖြစ်တယ်လို့ပြောရမယ်ပေါ့နော်အဲပြောမယ်ဆိုရင်အဲ့လိုဟာနေခြင်းကပဲ အရလာပိုရှိစေဘာစီလိုနာရဲ့ဒီပြန်လာခြင်းတွေကိုကျွန်တော်တို့ပို့ပြီးတော့မြင်တွေ့ရစေတယ်ဗောဒီဘက်မှာဆိုရင်ဘာစီလိုနာပြန်လာခဲ့တဲ့တကယ်ကိုကောင်းတယ်ပြောမဆိုရင်ပထမအခြေပါဂိုးကိုတော့အဲရီကာစီယာကကောင်းတိုက်သွင်းယူသွားခဲ့တယ်အဲ့တော့အဲရီကာစီယာကောင်းတိုက်သွင်းယူတဲ့အချိန်မတိုင်ခင်မှာဘာစီလိုနာရီယယ်မက်ဒရစ်ကိုအသက်ရှူခွင့်မပေးဘဲနဲ့တရဇက်တရဂျန်တစ်ချိန်ပြီးတစ်ချိန်တစ်ချိန်ပြီးတစ်ချိန်ဖိပြီးတော့ကစားနေခဲ့တာရီယယ်မက်ဒရစ်မှာဟုတ်ရလားလို့တော့ကျွန်တော်တို့စဉ်းစားယူရတယ်ပြိုင်ဘက်ကဘာစီလိုနာနဲ့ရီယယ်မက်ဒရစ်ဆိုတဲ့ level နှစ်ခုမဟုတ်ဘဲနဲ့ဒီလို level လောက်ကြီးกว่าဟာနေခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်အဲ့တော့ ဒီဂိုဒမာခေါ်ထွာရဲ့ကောင်းမွန်တဲ့ကာကွယ်မှုတွေကြောင့်တောင်းငံပေါ်တွေဖြစ်တယ်။အော်အဲ့ဒီမှာ Ferran Torres ရဲ့ဘာနက်တဲ့ပြန်ချပေးမှုကိုအဲရီကာစီယာသွင်းခဲ့တယ်။အဲ1 2ပြန်ဖြစ်သွားတယ်ပေါ့နော်။အဲ့တော့1 2ပြန်ဖြစ်သွားပြီးတော့ဆက်ပြီးတော့ဒီ relentless pressing နဲ့တောက်လျှောက် Real Madrid ကိုတိုက်ခိုက်တယ်။ Real Madrid ဘောလုံးတော့တိုက်လို့မရအောင်တစ်ချိန်လုံးပြတ်နေတယ်ပေါ့နော်။အဲ့တော့ Barcelona high pressing က Real Madrid ရဲ့ဒီလှုပ်လှုပ်လှုပ်လဲလုပ်နေတဲ့အခြေအနေတွေအကုန်လုံးရိုက်ချိုးပြစီခဲ့တယ်။ ီးတော့လာမင်ရှမားရဲ့ကိုကတကယ်ကိုကောင်းမွန်တယ်ဖရန်တော်ရက်စ်ရဲ့ဒီတွဲဖက်မှုတကယ်ကောင်းတယ်လို့လာမင်ရှမားရဲ့ကန်သွင်းသွားတယ်တကယ်ကို perfect ပဲဖြစ်တယ်ပြီးတော့ဒီရဖင်ညာရဲ့ကိုဒါထက်သွင်းတယ်ပြီးတော့ဒီနောက်ထပ်ဂိုးတွေပြမဆိုရင်ဂိုးဂိုးတွေဒီထက်တောင်ကျွန်တော်တို့မြင်တွေ့ရနိုင်တယ်လူကျွန်ဘောဖြစ်သွားတဲ့အခြေအနေတွေပြီးတော့ဒီကတိလေးလွဲချော်သွားတဲ့အခြေအနေတွေတိုင်းထိသွားတဲ့အခြေအနေတွေပြီးတော့လောကဂိုးလူကြီးကိုဒါလာမင်ရှမားဒီ outside of booth နဲ့ wipe ပေးလိုက်တာကိုပြစ်ပိတ်တာမျိုး ထောင်တက်သွားတဲ့အခြေအနေမျိုးတွေကျွန်တော်တို့မြင်တွေ့ခဲ့တာနမို့ဆိုရင်ဘာစီလိုနာအနေနဲ့ဒီချက်တောင်ကိုပူပြတ်သွားနိုင်တယ်အဲ့လိုပြတ်သွားနိုင်လောက်အောင်ကစားပြခဲ့တာလေတကယ်ကိုချီချူဖို့ကောင်းလေကြောက်စရာကြီးဘာစီလိုနာကစားသွားတာပြောမယ်ဆိုရင်တိုက်စစ်ကလည်းဒီဂိုးတွေကိုတော်တော်လေးစာလောင်တယ်လေးဂိုးကြီးရနေတယ်သူတို့မရက်တန်အောင်တောက်လျှောက်သွင်းဖို့သွင်းဖို့တောက်လျှောက်ကိုစူးစမ်းခဲ့တာကိုမြင်ရတယ်လမ်းမင်းရှမာကတော့ထုံးစံတိုင်းဒီပွဲရတာမင်းသားလေးဖြစ်ခဲ့တယ်အဲသူနဲ့တူချီချူကမှာရာဖင်ညာရှိတယ်ဘက်ထရီလိုရှိတယ်အဲဖရန်ကီဒီယောင်ကတော့သင်းကောင်းဆောင်ဖြစ်ပေမဲ့ဟာပြောမယ်ဆိုရင်သူ့အသက်ရွယ်သူ့ရဲ့ boss case နဲ့မလိုက်တဲ့ ဒီပြရာခတ်မှုတွေကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ဘက်ထရီကတော့တကယ်ကိုကောင်းမွန်ခဲ့တယ်။လာမင်းရှမားကတော့ဒါလှုပ်စစ်လှုပ်ရှားစရာခြေစွမ်းနဲ့တောက်လျှောက်ပြပြီးတော့အဲဒီကိုသွင်းသွားတဲ့ပြည့်ရည်ပိုင်းခဏထားလိုက်ပါကျွန်တော်ခုန outside ဘူးနဲ့ wipe ပေးလိုက်တဲ့တစ်ချိန်ကိုပဲကျွန်တော်တို့ဥမာပေးရရင်သူ့ကထားနှစ်ယောက်ရှိတယ်။ဘယ်လင်ဟမ်အနားမှာရှိနေတယ်။ဘယ်လင်ဟမ်ကဒါဂျိုးရဲ့ရှိအရန်ကောင်းတဲ့ကစားသမားဖြစ်ပြီးကြောရတာခက်တယ်။အဲ့တော့လာမင်းရှမားလှုပ်ဖို့ option ၃ခုအမြဲတမ်းရှိတယ်။တက်တဲ့ down the line ဆွဲပြေးလို့ရတယ်။အလဲကို55ဒီဂရီချိုးပြီးတော့ဒီ inverted wing ကအနေနဲ့ဝင်လို့ရတယ်။သို့မဟုတ် ဘင်းကိုတက်တက်ဆွဲပြီးတော့နံပါတ်10 rule စုံတဲ့ကိုစုံ14ရှိနေတဲ့နေရာတွေကိုဝင်ပြီးတော့ play making ဆက်လုပ်လို့ရတယ်အဲ့တော့အဲ့ဒီ option တွေအကုန်လုံးလာမင်းရှင်းမမှာရှိနေတယ်ဒါကကျွန်တော်အကြမ်းပြင်ပြောတာခုနလိုမျိုးဒါဒီ angle ပေါ့နော်ဒါ90 degree ဒီ down man ပုံစံရှိတယ်အဲ့ down man ပုံစံတွေကကြိုက်တဲ့ line ကိုလာမင်းရှင်းမကတွားပြီးတော့ကြိုက်တဲ့အလုပ်ကိုသူလုပ်နိုင်တယ်အဲ့သူ့ရဲ့အားသာချက်ဖြစ်တယ်ဒါကြောင့်မလို့သူ့ကိုကတ်လို့မရလည်းဖြစ်တယ်ဒီအကြောင်းကိုဒါမကြာခဏလဲဒါဆွေးနွေးဖြစ်ကြတဲ့နိုင်ငံတကာမှာလဲဒါဒီအကြောင်းကိုအခြေတော်ဝင်ပြောနေရပြောရအောင်လည်းဒီခြားသိတဲ့တရားတကယ်ကိုကောင်းတယ်ပေါ့နော် ဲ့တော့အဲ့လိုအခြေအနေတွေပြင်ခုနလိုမျိုး outside of view နဲ့ wide ပြီးတော့ပေးတာမျိုးကြတော့ဒါကြီးကလက်ပြားခါရမယ်ဆွမ်းဆောင်ဖြစ်သွားပြီအနေရများတယ်ဒါပေမဲ့ तू တိကျတဲ့အချိန်ရောက်အောင်ပြင်နေတယ် vision ကို execution ကိုကွက်တည်ပဲပြောမှဆိုရင်အရင်တိကျတယ် accuracy အပြည့်ရှိတယ်အဲ့တော့အဲ့လိုအမြင်အဲ့လို accuracy နဲ့ကွက်တည်ဖြစ်ဖို့ဆိုတာကတော့ဒါဒီဘောလုံးကပါမှာဆိုရင်လက်ရှိကစားသမိုင်းမှာလုတ်ပြနေတဲ့ De Bruyne နဲ့ Luka Modric တို့ပဲရှိတယ်အဲ့တော့ lambda ချက်မှာပွဲတိုင်းမှာ outside of view ရဲ့ passes တွေကိုကျွန်တော်တို့အမြဲတမ်းမြင်နေရဟိုးအနောက် ခန်းစစ်စုံလေးကနေပေးတာမျိုးဘိုးသွင်းသွားတာမျိုးလဲကျွန်တော်တို့အရှင်းမှာတွေ့ခဲ့ပြီးသွားပြီအဲ့တော့ဒီစွမ်းဆောင်ရည်ဒီကလေးကိုကတော့ဒါလုံးဝကမ္ဘာအပြင်မှာထားတဲ့ဂျူသားစွမ်းဆောင်ရည်လို့ကျွန်တော်တို့သတ်မှတ်ရမှာဖြစ်တယ်အဲ့တော့သူကတော့ဂျူသားစွမ်းဆောင်ရည်ဒါပေမဲ့အဲ့လိုမျိုးဟိုတာမန်လူလုံးလို့မရတဲ့အရာတွေတော့မဟုတ်ဘူးဒါပေမဲ့တာမန်လူလုံးလို့ရတယ်တာမန်လူလုံးလို့ရတဲ့အရာတွေကိုလူသားတစ်ယောက်အနေနဲ့အကောင်းဆုံး100%တက်ကြော်လွန်ပြီးလုပ်ပြနေရတာကရာဖင်ညာရာဖင်ညာကတပွဲလုံးမရမနာပဲနဲ့ဒီ150ရာခန့်လုံးလောက်အထိပြေးလွှားပြီးတော့သူ့ရဲ့အသင်းရဲ့ presence တွေမှာတောက်လျှောက်ကူညီတဲ့ အသင်းရဲ့တိုက်စစ်လိုင်းကိုသူကဦးဆောင်တယ်ပြီးတော့ဒီလွတ်နေတဲ့ဒီ channel တွေအကုန်လုံးကိုသူတစ်ချိန်လုံးပြေးနေတယ်ပေါ့နော်အဲ့တော့ဒီဟာကြောင့်မ react can sick ကနားချိန်ကိုမရှိခဲ့ဘူးနားချိန်မရှိရ defensive အနေနဲ့ offensive အနေနဲ့ဘလို့မှနားလို့မရပဲね Rafinha ရဲ့ဒီအချိန်ပြည့်အဆက်မပြတ်တိုက်ခိုက်မှုကိုခံခဲ့ရတယ်ဒါကြောင့်လည်း goal တွေပေးခဲ့ရပြီးတော့အဲလေးကိုဆိုတာနဲ့အောင်နေသေးတယ်လို့ဒါကျွန်တော်ပုံမှန်လေးလေးပြောရပါလိမ့်မယ် Real Madrid ဘက်မှာတော့လာချီချူးစရာကစားသမားကတော့ Mbappe Mbappe တပွဲလုံးကိုဒါတော်တော်လေးကောင်းကောင်းကစားသွားပြီးတော့ အပြောမဆိုရင်အနေရှိရဲ့ range တွေတစ်ချိန်လုံးပြေးပြေးတာကိုတွေ့ရတယ်ဒါပေမဲ့ဒီတချို့သောအခြေအနေလေးတွေပေါ့နော်ဒီအထူးသဖြင့်နောက်ဆုံး minute မှာလွတ်သွားတဲ့အခြေအနေမျိုးဒါကူသွားခဲ့ရင်တော့ပွဲအရာလက်ပြောင်းလဲဖြစ်သွားနိုင်တာပေါ့ဒါပေမဲ့ Real Madrid ဘက်မှာဘာမှပြောစရာမရှိတော့အောင်ပါဆီလိုနာကအရာလုံးလွတ်မှုပြီးကစားသွားတယ် Real Madrid အနေနဲ့ငါတို့ဘလို့မှရှင်လို့မရပါဘူးကွာဆိုတော့ပါဇက်ကပြောစရာမလိုဘူးကန်လေးရဲ့ play ကိုကြည့်လိုက်တာနဲ့ဟိုကျွန်တော်တည်တံနေပြီးတော့ဘာဆီလိုနာကကိုသမားနောက်တန်းအလဲတန်းရှေ့တန်းအားလုံးပေါင်းဆက်တဲ့ကစားပေါ့ အစအစအရာရာ present ball position vision အစရှိတဲ့ပြင်ဘလူကန်နာကိုပဲပြောပြောဘာစီလိုနာကတာနေတာကိုကျွန်တော်တို့တင်တင်ရှာရှာမြင်ရလိမ့်မယ်ပြီးတော့ real madrid အနေနဲ့သူတို့အသင်းကိုခင်မိတဲ့ modern နည်းပြရင်လည်းအလင်းမြန်စွတ်တင်ဖို့လိုအပ်နေပြီဖြစ်တယ်ဘာလို့လဲဆို real madrid ရဲ့ pace real madrid ရဲ့ pace ဆိုတာ play ရဲ့ pace ပေါ့နော်ဘောလုံးကစားတဲ့ pace ကသူတို့ရဲ့ speed တွေအမြင်ဒါပေမဲ့ကစားတဲ့ pace ကအင်မတန်နှေးနေတယ် ်အာဒီ model အသင်းနေနဲ့တွေ့ရင်အမြဲတမ်းရှုံးကန်ရတရာတိလည်းမဟုတ်နှစ်ရာတိလည်းမဟုတ်ဘူးအဲ့တော့တချို့သောအခြေအနေတွေမှာသူတို့မှာဖြည့်ရှင်းနိုင်တဲ့ capacity ကမ္ဘာကောင်းဆုံးကစားသမားတွေချက်ကျော်ဖြတ်နိုင်နေတယ်တကယ်တမ်းကစားပုံချင်းရှင်ရော Real Madrid ဟာခစ်တော်တော်လေးနောက်ကျခဲ့တာကြာနေပြီပြီးတော့ဒီ Barcelona လိုမျိုး ball position အပါရတဲ့အသင်းအဲ့ ball position ခြင်ထားတဲ့အသင်းကို high pressing မလုပ်ဘူး hard pressing မလုပ်ဘဲနဲ့ဘလုံးကဘောလုံးရအောင်ရှာယူနိုင်မှာမဟုတ်ဘူးဒီအသင်းက Brighton မဟုတ်ဘူး Brighton ဘောလုံးခြင်နိုင်တယ်ဒါပေမဲ့ Brighton ဘောလုံးခြင်နိုင်တာကဒီ Lamine Yamal ကို Patrio လို့ကစားသမားတွေမဟုတ်ဘူး ဘာစီလိုနာကိုင်နိုင်တယ်ကိုင်နိုင်တဲ့ပြင်တယောက်ချင်း technical ability ကဟိုးထိတ်ဆုံးမှာမိုးထိုးနေတဲ့ကစားသမားအဲ့တော့ဒီကစားသမားတွေကို high pressing head pressing မလုပ်ဘဲနဲ့ဘောလုံးဆုံးရှုံးအောင်လုပ်ဖို့ဘလုံးမှမဖြစ်နိုင်ဘူးမဖြစ်နိုင်တဲ့အတွက်ဒီလိုမျိုးတစ်ချိန်လုံးတိုက်ခိုက်ခံရတာဖြစ်တယ်ဒါကြောင့်လည်း Real Madrid ဒီလောက်ထိကွာသွားခဲ့တာဖြစ်တယ်ဒါကြောင့်မလို့အခုတတိယ trend နေတဲ့အလွန်ဆိုလိုနည်းပြမျိုးဆိုရင်တော့အသင်းရဲ့ဒီ tactical basic ကိုပို့ပြီးတော့ပြင်ပြီးတော့ဒီအသင်းရဲ့ဒီအခု play တွေမှာအရင်နှေးနေတဲ့ pace ဘိုင်းကိုလည်း training နဲ့အပြည့်အစုံနဲ့မောင်းပြီးတော့ပြန် sweat တင်နိုင်ဖို့ယူဆရတယ်။ဒါကတော့နောက်မှထပ်ပြီးတော့ဆွေးနွေးရမယ်။အပိုင်းဖြစ်သွားပြီးဒီပွဲထဲမှာတော့ဘာစီလိုနာကိုဘလို့မှရှင်လို့မရခဲ့ဘူး။ထပ်ပြီးတော့မပြစ်မနေပြောရမှာကဘိုင်နူကြီးရဲ့အခန့်ကဏ္ဍ။ဒီညမှာကျွန်တော်အနေနဲ့ဘတ်လိုက်ခြင်းဘတ်မလိုက်ခြင်း Real Madrid ပါခြင်းဘာစီလိုနာလည်းပါခြင်းဒီအကြောင်းကိုပြောချင်တာမဟုတ်ဘူး။ဒါပေမဲ့ဒိုင်လူကြီးဟာမျိုးထုတ်ရမယ်စွမ်းဆောင်ရည်ပြသွားခဲ့တယ်။တော်တော်လေးညံ့တယ်လို့ပြောလို့ရတယ်။တချို့တော့ဆုံးဖြတ်ချက်တွေ။အဲ့တော့ထုံးစံတိုင်းဘတ်လိုက်ခြင်းဘတ်မလိုက်ခြင်းကိုပြောပြောမပြောဘူးဆိုတာက ဒါမဆိုင်ဘူးပေါ့နော်မလာမလာပဲပတ်လိုက်ခြင်းမပတ်လိုက်ခြင်းဆိုတဲ့အကြောင်းတော့ကျွန်တော်ပြောနေမှာမဟုတ်ဘူးပြီးတော့ဘာစီလိုနာဘက်ရီယယ်မက်ဒရစ်ဘက်ဆိုတာတွေကဒီဟိုဒီနှစ်သင်းရဲ့ပြန်ဆိုင်မှုစတင်ကလေးအများနဲ့ရှိပြီးသားဘာစီလိုနာဆိုရင်ဒါနိုင်ဂရယာ case ဆိုတာဒိုင်နူကြီးတွေလွှမ်းမိုးဖို့အတွက်စ조사တဲ့ case ကဒါပေါ်ပြီးသားရီယယ်မက်ဒရစ်ဘက်ကလည်းဒါအဲ့လိုမျိုးဒီစပိန်ဘောလုံးအဖွဲ့ချုပ်ပြီးတော့စပိန်ဘရင်စားရှိပြီး Royal Family ဘက်ကနေဆက်နွယ်တဲ့ influence ရှိတာပဲအဲ့တော့အဲ့ရဘယ်တော့မှပြီးနေမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်အဲ့ကန်နာကိုဖယ်ပြီးတော့ပွဲရေကဆွမ်းဆောင်ရွေးကျွန်တော်ဆက်ပြောရမယ်ဆိုရင် ဒိုင်လိုကြီးအနေနဲ့ဒီ5 3ဖြစ်စင်မဲ့ Fermin Lopez ရဲ့ Gancher ဒါပယ်ဖြတ်လိုက်တယ်ဗောနော်လက်ထိပေါ့ပြီးတော့ Ferran Torres ရဲ့ Gancher ဒီ Chouamani ရဲ့လက်ကိုထိတယ်အဲ့ဒါကိုလည်းပယ်ဖြတ်ခဲ့တယ်ဒါအင်မတန်အဲမေဂွန်ထုတ်ဆရာကောင်းတဲ့လောက်ရတယ်ဖြစ်တယ်ပြီးတော့ပွဲအစတော့ကဒါပြောမယ်ဆိုရင်လူကျွန်သွားတယ်အမ်ဘာပေအမ်ဘာလူကျွန်သွားပြီးတော့ဒါ Frankie Dia ဖျက်ထုတ်တဲ့အချိန်မှာအမ်ဘာပေအာ diving ထိုးလိုက်တယ်ဗောနော်တကယ်တော့ diving ထိုးရအောင်လို့မဟုတ်ပါဘူး။ तू လည်းထိပြီးတင်တဲ့အချိန်မှာ तू လည်းလှဲလိုက်တာဗောနော် အဲ့လိုအဲ့လိုပဲကျွန်တော်မြင်တယ်ဗောလေတိပီချင်းမှာဆဲလဲဒါပေမဲ့ပြဿနာ Frankie ညာတစ်ောက်ပြန်ရုပ်လိုက်တယ်မတိပါဘူးမတိပါတဲ့အတွက်လဲတာပဲဖတ်တင်သွားတယ်ဒါပေမဲ့လူကျွန်နေခဲ့တယ်ဒါပေမဲ့အဲ့ဒါစီမင်းအရာကြည့်မယ်ဆိုရင်ကျွန်တော်တို့ law trail အရာတော့ဒါပြောမယ်ဆို fall miscontact ဖြစ်တယ်ဒါပေမဲ့ law fight တစ်ခုပြန်ကြည့်ဖို့လိုတယ်ဘာလို့လဲဆိုတော့ law fight မှာ DRV အားကြောင့်လူကျွန်သွားခဲ့ပြီဒါပေမဲ့အဲ့လိုမျိုး found ball တစ်ခုမဖြစ်ခင်ဖြစ်ပြီးအဲ့အခြေအနေဒီမှာကစားသမားတစ်ယောက်ဟာမလျော်ကန်တဲ့အပြုအမူပြုလုပ်တယ်ဖောင်းတစ်ခုကိုပြုလုပ်တယ်ဆိုတော့အဲ့ကစားသမားကိုကတ်ပြရမယ်အဲ့တော့ဒိုင်ဗင်ထိုးတာချွန်းချက်မရှိအဝါကတ်ဖြစ်တယ် ဲ့တော့အမဘဖေကိုတရားပါဝါကပြရမယ်ဒါဟာလူကြုံဘောဖြစ်ခြင်းဆိုလဲစင်ကြင်တဲ့မဆိုင်ဘူးဒါပေမဲ့ပြဿနာကသူမမြင်လိုက်တာဖြစ်နိုင်တယ် v အဲပနတီဖြစ်ရမဟုတ်တော့ဗီရပြန်ကြည့်ခွင့်မရှိဘူးအဲ့တော့အမဘဖေဝါကမကြည့်ဒါပေမဲ့ကျွန်တော်တို့ရုပ်သံမှာအချိန်ချင်းပြန်ကြည့်ဒါနဲ့ထင်ရှားနေပြီဒါကြီးကလုံးဝ diving ဖြစ်တယ်အမဘဖေ diving ထိုးတာဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့ frankly ညာချောက်ပြန်ရုံလိုက်တဲ့အမဘဖေအနေနဲ့ဒီလောက် slip second မှာဘာမှလုံးလို့မရအောင်လဲသွားတယ်ပေါ့နော်ဒါက diving ရဲ့ဝါလာနဲ့သွားညှိတဲ့အတွက်ဝါကဖြစ်ရမှာဒါပေမဲ့မဖြစ်ခဲ့ဘူး အဲ့ဒီလိုပဲဒီလက်ထီပေါ် bigger than body ဆိုတဲ့အခြေအနေဒီ chua mania bigger bigger than body အခြေအနေဖြစ်ခဲ့တယ်သူ့လက်ဟာတတ်တက်ကြီးထွက်နေတာဖြစ်တယ်မတော်တဆထီတယ်ဒါအားလုံးနားလေတယ်မတော်တဆထီရလက်နဲ့ပုတ်တာမဟုတ်ဒါပေမဲ့အဲ့ဒီ cancer ကသွားနေရကိုးပေါက်တက်တက်ကိုသွားပြီးကိုးပေါက်နဲ့အကွာဝေးက1မီတာ3မီတာလောက်ပဲရှိတဲ့အခြေအနေဖြစ်တယ်အဲ့လောက်တော့မဝေးဘူးကိုးသမားနဲ့သူနဲ့ကကက်ရက်လေးရှိနေတဲ့အခြေအနေအဲ့ဒီအခြေအနေမှာလက်ထီခဲ့တာကိုဒိုင်လိုကြီးဟာအကြာကြီးဒီ VR ရဲ့ဒီ VR တို့မှာကြည့်အကြာကြီးကြည့်ရပြီးတော့ဒီ page size monitor မှာကြည့်တယ်အဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်အမြင်ကတော့ဒါဟာလုံးဝချွင်းချက်မရှိ penalty ဖြစ်တယ် bigger than body လဲဖြစ်တယ်လို့ကိုးပေါက်နဲ့အရန်ဒီနေတယ်အဲ့တော့ဒီ rules book IFAB rules book ထဲမှာအဲ့ဒီဒီကိုးပေါက်နဲ့ဘလောက်ဝေးလဲဆိုတဲ့အချက်ဘောလုံးရဲ့ direction ဆိုတဲ့အချက်တွေအများအားပါဝင်နေတယ်အဲ့တော့ဒိုင်လူကြီးတွေကဒီဟာကိုအမ်သူတို့ထဲသွင်းစဉ်းစားကြတယ်ချင်းစဉ်းစားပြီးတော့တဲ့မစင်စားခြင်းနဲ့ချင်းမစင်စားဒါကြီးကလုံးဝမှားနေတဲ့အချက်ဖြစ်တယ်အဲ့တော့ဒီအကြောင်းကတော့ consistency မရှိတဲ့အကြောင်းကတော့ပြောရတာအားပေါက်နေဖြစ်တဲ့အတွက် အော်ထပ်ပြီးတော့ပြောတော့ဒါမဲ့ဒီပွဲမှာကျွန်တော်အနေနဲ့မြင်ခဲ့ရတဲ့မှားယွင်းတဲ့အချက်ဖြစ်ဒီဟာကိုထပ်ပြီးတော့ပြောခြင်းပြီးတော့နောက်ထပ်မြင်တွေ့ခဲ့ရတော့ Family Lobus Go အဲ့တော့ဒီနေရာမှာလည်းထပ်ပြီးတော့ rules အရာဆိုရင်လက်ထိပ်ဘောဖြစ်ခဲ့တာဒီဘက်တော့ play ကဟိုးဘက်မှာဖြစ်နေဟို play ရဲ့ဟိုဘက်မှာဖြစ်နေအဲ့ play ရဲ့ဟိုဘက်မှာဖြစ်ပြီးဆို30စက္ကန့်လောက်အကြာမှာတောက်လျှောက်ဆွဲပြပြီးကိုးသွင်းသွားတာဖြစ်တယ်အဲ့တော့ attacking အခြေအနေမှာဘလို့လက်ထိပ်ခြင်းပဲဖြစ်ဖြစ်ဒါဟာ goal ပဲဖြစ်မှာဖြစ်တယ် accident တယ်မရှိဘူး ဒါပေမဲ့အဲ့ accidental မရှိ accidental မရှိခြင်းမှာပါဝင်တဲ့အချက်တွေရှိနေသေးတယ်။အဲ့ဒါကတော့ဒီ go ဒီဖြစ်ရမှာ default လက်ထိပြပြခြင်းကိုဝင်ပါလက်နဲ့ထိပြကိုဝင်ပါဒါဆို automatic accidental လည်းမကြဘူးပဲဖြတ်မယ်။ပြီးတော့ found ထိပြမကြခင်လေးမှာသွင်းသွားလားအဲ့ဆိုပဲဖြတ်မယ်။သို့မဟုတ် found ထိပြမကြခင်လေးမှာဖန်တီးလိုက်တော့ပိတ်သွင်းသွားအဲ့ဆိုပဲဖြတ်မယ်။ဒါပေမဲ့အဲ့မှာမကြခင်ဆိုတဲ့စကားလုံးတွေပါ immediately ဆိုတဲ့စကားလုံးတွေပါတယ်။အဲ့တော့ ဖမင်လိုဘတ်စာ30စကန့်ဆိုတာကြာကျွန်တော်စိတ်မှန်နေပြောတကယ်တမ်းရကြည့်50စကန့်လောက်ရှိဟိုဘက်တောင်းမှန်းနေထဲထဲဆွဲပြလာအဲ့အခြေအနေမှာလည်းရုံရင်းဆန်ကဖြစ်ပြီးထိတဲ့အခြေအနေပြီးတော့ဘောလုံးရဲ့ play အခြေအနေရလဲလက်ထိဘောနဲ့အများကြီးသဆိုင်ခြင်းမရှိဘူးအဲ့တော့ကျွန်တော်တို့က accidental ဟိုအရာအလုံး100%အရာအလုံးပယ်ဖျက်ရမလို့စီမင်းနဲ့မှာမပါဘူးစီမင်းနဲ့မှာသူအသေးစိတ် AI FAB law trail ရဲ့ misconduct အပိုင်းမှာတရားရေးထားပြီးသားဖြစ်တယ်အဲ့တော့ဒါလူကြီးနေတဲ့ဒါကိုလွယ်တကူဆုံးဖြတ်လိုက်တယ်ပေါ့နော် အဲပြောမယ်ဆိုရင်ဒီချက်ပို့ပြီးတော့ဆန်စီတယ်ဒီချက်ပို့ပြီးတော့အုံနောက်ရှိဆုံးမြတ်ချက်တွေကျွန်တော်တို့လွယ်ဒါဟာ classic ကိုဖြစ်တယ် title race ကိုအဆုံးဖြတ်ပေးနိုင်တယ်ဒီပွဲကို Barcelona ရှုံးသွားခဲ့ရင်နောက်ထပ်နှစ်ပွဲက Bilbao Villarreal နဲ့ဖြစ်တဲ့အတွက်အမှတ်ဆုံးရှုံးသွားပြီး Real Madrid ရသွားရလည်းဖြစ်နိုင်တယ်အဲ့တော့ဒီလိုအားကြီးကျွန်တော်လက်ခံလို့မရဘူးဒါဟာလုံလောက်တဲ့ quality မရှိဘူးလို့ကျွန်တော်တို့မြင်တယ်အဲ့တော့ဒီအမှားသုံးချက်ကြောင့် title ကြီးကိုကျွန်တော်ကတော့ဝေဖန်ခြင်းနဲ့ပွဲကတော့တော်တော်လေးကြီးလို့ကောင်းခဲ့တယ်သူတို့ပြင်းတော့ Barcelona အားရစရာအခြေအနေကိုပြသခဲ့တာဖြစ်ပါတယ် အဲ့တော့ဒီဘက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ comment ပေးကြရှိရင်လည်း comment မှန်ပေးသွားခဲ့ပါကျေးဇူးအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်လေးပါခင်ဗျာ